ရဟိုအလုံးမင်္ဂလာပါရှင်အဲဒီနေ့ကတော့လုံအောင်ကိုရှာလဲသွားစေမဲ့ချမောင်ဟင်းချန်နီလေးကိုအလုံးကိုမျှဝေပေးကြပါရစေရှင်။ရှင်ဟင်းချန်တဲ့နီးအများကြီးရှိတယ်ဒါပေမဲ့ဒီနီးလေးတိုင်မချက်စားဘူးသေးရင်တစ်ခါတော့တော့ချက်စားကြည့်ပါ။အရန်ကိုကောင်းတော်မလို့အလုံးကိုမျှဝေပေးချင်တာပါရှင်။ဒီနီးလေးကချမောင်ဟင်းကိုစီတက်ပြီးတော့ချက်တာပါနော်။အဲအရင်ဆုံးကြက်သွင်းနီးနဲ့ကြက်သွင်းဖြူကိုထောင်းထားတာလေးကိုစီတက်ပေးပါမယ်ရှင်။အယောင်လာခြင်းတဲ့အတွက်ကြောင့်ကျွန်မကနနွင်းမုံရဲ့အယောင်နင်းမုံရဲ့သုံးပါတယ်။ အရင်ဆုံးစီတက်ပေးပါမယ်ရှင်။အပြီးရင်ချမောင်ရင်ဖြစ်တဲ့အတွက်ကြောင့်ကျမတို့ငပိရတော့မပါမဖြစ်ပါတော့။မိမိသုံးနဲ့ချမောင်ရွက်ပေါ်မူတည်ပြီးတော့ငပိအနေများချိန်ဆပြီးတော့ထည့်ပေးပါနော်။ဒါကတော့မပြောတော့ဘူးချမောင်ရွက်အနေများရှိတာမလို့ပါရှင်။အပြီးရင်အယောင်တင်ပုံလေးထည့်ပါတယ်။ကျမအယောင်လေးလှအောင်လို့ပါရှင်။ငပိကိုစီတက်လိုက်တာဖြစ်တဲ့အတွက်ကြောင့်လေအဲ့ဒီမှာလုံးဝအရသာကွဲထွက်သွားတယ်ရှင်။အပြီးရင်တခါလေးမြင့်ထည့်မှာဆိုတော့လေမြင့်ကိုပါတခါလေးစီတက်ပါ။ဒီစီတက်တာရလာပြီဆိုလို့ရှိရင်ချမောင်ရွက်ထည့်ပေးရမယ်ပေါ့နော်။အဲဂျပန်မှာကဆောင်းနှွန်းဆိုရင်ချမောင်ရွက်မရတဲ့အတွက်ကြောင့်ကျမတို့ကလူရည် ကလေးကဆောင်းနှွမ်းစာ အခဲခံပြီးတော့တင်းထားတာပေါ့နော်ကျွန်မဒီအဲ့ဟာကိုတုံးထားတယ်အဲပြီးရင်ရေးထည့်ရမယ်ပေါ့နော်ချမောင်ရွက်ပြောအောင်လို့ဆိုကျွန်မရေးထည့်လိုက်တာမြမပြက်ဆိုလို့ရှိရင်တော့ဒီချမောင်ရွက်ကိုဒီတိုင်းအစိမ်းကိုမထည့်ပဲနဲ့ပေါ့နော်ပြုတ်ပြီးမှထည့်ပေးစေချင်တယ်ပြုတ်တယ်ဆိုတာထက်ပေါ့နော်ရေကန်းလေးလေးချမောင်ရွက်ကလေးကိုညှိုးသွားအောင်လုပ်လိုက်တာပေါ့နော်ဟိုလိုအချောက်ခံပြီးတော့ညှိုးတာမျိုးလည်းမဟုတ်ဘူးဒီတိုင်းအစိမ်းထည့်မယ်ဆိုလို့ရှိရင်စီနဲ့ကြတော့လေကြော်တလိုပုံစံမျိုးကြီးဖြစ်သွားတော့အရသာကကွဲသွားတယ်အဲ့အတွက်ကြောင့်တစ်ခါလောက်ဖြစ်ဖြစ်စမ်းကြည့်ပါပေါ့နော်အရေကန်းလေးအရင်ကြိုပြီးတော့မှအဲ့ဒါလေးကိုဒီစီမွေးတက်တဲ့ထည့်ပြီးတော့ချက်တာကအရသာ တမျိုးထူးကဲစီပါတယ်ရှင်။ချမောင်ဟင်းရဲ့ချက်တာတော့နည်းနည်းပဲပေါ့နော်။အခဲဖြစ်နေတဲ့တော့ကြောင့်ပြီးတော့မှအခဲကအရေးပြော်သွားတော့အရွက်တရားအများကြီးဖြစ်လာရော။ချမောင်ဟင်းချက်တဲ့အခါမှာတတိထားမှတစ်ခုကကြတော့ဒီချမောင်ဟင်းကအရည်ကြလေကောင်းလေဖြစ်တဲ့အတွက်ကြောင့်မိမိလိုချင်တဲ့ပမာဏထက်ကိုပို့ပြီးတော့အရည်ကိုထည့်ပေးပေါ့နော်။အဲ့ဒါမှအရည်ခမ်းတဲ့အခါမှာမိမိလိုချင်သလောက်ရမှာပေါ့နော်။အရသာအတွက်ကကြတော့စာရဲ့ငါးမုံပေါ့နော်ကျွန်မဓာတ်ရှည်အမုံထည့်ထားပါတယ်အချို့မုံထည့်မထားဘူးဟုတ်ပါလိမ့်အချင်းဟင်းက ချင်ချင်လို့ရှိရင် စာလီနည်းနည်းပိုကဲပြီးတော့ထည့်ပေးရတယ်ပေါ့နော်တစ်ခါတစ်ခါချမောင်ရွက်မချင်တာတွေပါဖြစ်တတ်တယ်လေနော်အဲ့တော့စားထည့်ရင်ငံမာလဲကြောက်တယ်ဆိုတော့အဲ့လိုမျိုးတစ်ခါတစ်ခါတိတ်မချင်တာမျိုးဆိုလို့ရှိရင်တော့ရှာလကာကြီးလေးနည်းနည်းလိုက်ပေါ့နော်အဲ့ဒီမှာကဒါကလေမှုေးသွားအောင်လို့ဆိုပြီးတော့ငံပြာကြီးနည်းနည်းထည့်လိုက်တာ ငပိထဲတာလည်းနဲသွားတယ်ဘာလို့လဲဆိုတော့ချမောင်ရွက်ကခဲနေတာဆိုတော့မှန်းလို့မရတော့ပဲနဲ့လေပုံများလာတော့ကျမငံပြိုင်လေးနည်းနည်းထည့်လိုက်တယ်ငပိကိုနောက်မှထည့်လို့ရှိရင်အရန်နံသွားတတ်တာမလို့ကျမမထည့်ထားဘူးအဲပြီးတော့မြက်ကလည်းထည့်တာနဲသွားဖြစ်တဲ့အတွက်ကြောင့်ပဲပင်ပေါင်လေးပဲထည့်လိုက်တယ်ပေါ့နော်ချမောင်ဟင်းကိုတစ်ခွက်ထည့်နဲ့အရသာပြပြစွာအောင်လေချင်းငန်ဆက်လေးဖြစ်သွားအောင်လို့ကျမကငရုပ်သေးစိမ့်လေးပါထည့်ပေးလိုက်ပါတယ်ရှင့်အဲ့ပြီးပြီဆိုလို့ရှိရင်မိမိလိုချင်တဲ့ပေါ့နော်အရေးပမာဏရအောင်တည်ထားလိုက်မယ်အရေးခမ်းပြီဒီကလည်းပွက်သွားပြီဆိုလို့ရှိရင် အပေါ်ကနေပြီးတော့ကျမတို့နန်းနန်းမင်းလေးအုပ်ပေးလို့ရရနော်ဒါချမဲ့အစင်မှာနန်းနန်းမင်းလေးအုပ်တာပေါ့တချို့ကကျတော့နန်းနန်းမကြိုက်တဲ့လူရှိရဲ့အဲ့ဒါဆိုလို့ရှိရင်လည်းနန်းနန်းမင်းအုပ်စရာမလိုဘူးနော်ဒီနေ့ထားမှာနေတော့ရန်ကိုကောင်းနေပါပြီရှင်အဲဒါဆိုလို့ရှိရင်တော့အရန်ကိုရတာရှိတဲ့ချင်းဟင်းတစ်ခွေရယူပေးဖြစ်ပါတယ်ရှင်အားလုံးပဲဒီနေ့လေးတိုင်းချက်မစားဖို့သေးရင်တော့တစ်ခါလောက်ဖြစ်ဖြစ်ဆန်းချက်ကြည့်ဖို့အဆူဆူမဲလောက်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျန်းနေ